မန္တလေးမောင်းနေကြောင်ဗီဒီယိုတွေထဲမှာဒါကအပြည့်အစုံဆုံးဖြစ်ပါလိမ့်မယ် မုန်ဒီအပေါ်လုံးက2ပေါင်း50ကျော်ကြာပြီဖြစ်တဲ့ရွှေမန်းဆန်ပြားမုန်ဒီပုံမှာလေ့လာခဲ့ပါရင်တံကိုမောင်းနဲ့ထုတ်ဆုံနဲ့ညှိရတဲ့ခေတ္တနဲ့လုံလဲစတင်ခဲ့ရတာအခုချိန်မှာတော့ခင်းနဲ့အညီအစစ်မြေလောက်ပိုင်းလို့ဖြစ်ပါရင်ပထမဦးဆုံးမုန်ဒီရဲ့အခြေခံဖြစ်တဲ့ဆန်ကိုလက်နဲ့အကြိမ်ကြိမ်ဆေးရပါရင်ဆန်ထဲမှာပါတဲ့အမုံဝါးလေးကိုစမဆန်ကိုရေစိမ်ပြီးတင်ပြသေးရပါရင် ကြောင့်ကိုတမရသိအပြီးမှာဆန်ကျိတဲ့အစ်စ်လို့စတင်ပါတယ်။ရှေ့ရခင်ကတောက်ဆုံယူနေနေခဲ့တဲ့နေရာမှာအခုဆိုရင်တော့စက်ကရီယာရီနဲ့မို့လို့လောလောဆယ်ကိုလောက်ဆောင်နေတာမျိုးဖြစ်ပါတယ်။ရလာတဲ့ဆန်မုတ်နှစ်ရီကိုအဝတ်အိတ်ကြီးတွေထည့်ခဲ့ပြီးအပေါ်ကအလေးနဲ့ပြည့်ရင်တမရသိရပြန်ပါတယ်။ဒီအစ်စ်ကတော့မုတ်နှစ်ကိုတဘာဝအတိုင်းအချင်းဖောက်တာပဲဖြစ်ပါတယ်။အခုလိုအချင်းဖောက်ထားတဲ့မုံမြက်ကိုမုံစိမ့်ခဲလို့ခေါ်ပါတယ်။အချင်းဖောက်လိုက်မှသာမိုးဖက်ကကြာရှိအထားခံပြီးကတွင်းမိတ်စီကိုအစာကျူလို့စီမှာလည်းဖြစ်ပါတယ်။ မုံစိမ်းခဲကိုရေလေးနဲ့လောပြီးအရေပုံစံပြောင်းထားတဲ့မုန့်လေးရေကိုတော့အာလို့ခေါ်ကြပါတယ်မုံဖက်ရဖို့အတွက်ပါကိုအရင်ကလက်နဲ့ညှစ်ခဲ့ကြပါမယ်။အခုခေတ်မှာတော့မုံရဆက်ထည့်ထည့်ပြီးမိမိလိုချင်တဲ့မုံဖက်ရအောင်လက်ဖက်ခံခင်းနေပြီးပဲညှစ်ချနိုင်လို့စိုက်ရတစ်ဖက်ကနေမုံဖက်ကလာခတ်လာပါပြီ။ တဲ့မုတ်ဖက်လေးတွေအကြက်မလို့စီကိုရေအေးနဲ့မှပြန်ဆင်းရပြန်ပါတယ်။မုတ်အချွဲလေးတွေကိုဆင်အောင်ဆင်းမှတာထားခံလို့မုတ်လို့ရပါတယ်။ရိုးရလေးစနစ်ကိုအခြေခံပြီးခင်မီဆက်ပရိယာတွေနဲ့အစင်းမင်းတွေလောက်ကန်ကြတော့ quality control ကိုပိုပြီးအာရုံစိုက်ရမှာပါတယ်။တားရှိခံစေမပါတဲ့တိုင်းအရင်ကလက်လက်လောက်ကြတာခေစားရင်ပိုလဲအထာခံတာပါတယ်။ ထွေမန်းစံပြပုံမှာမနက်6နာရီဆိုရင်လည်းလက်လီလက်ကားဝဲသူတွေနဲ့စစ်ကားနေပါပြီ။လုံကတော့မန္တလေးမုန်းပြကောင်းကောင်းကို1985ခုနှစ်ကတည်းကဖွင့်ထားတဲ့ဒေါ်လုံးမှကစားလာခဲ့ပါတယ်။မြင့်90နီးပါးတည်ငောင်းနဲ့ရက်တည်လာခဲ့တဲ့ဒေါ်လုံးမှအတုံးဆိုးရဲ့မုန်းပြပါဟာလေထွေမန်းစံပြကမန္တလေးမုန်းပြအတုံးကြီးဖြစ်ပါတယ်။ဒီလိုမုန်းပြအတုံးကြီးကိုခြုံလေးနေတဲ့ငံပြားကြီးရဲ့ချင်းပြီဆိုရဲပဲမုန်းလေ အားနှင်ထားတဲ့မြန်မာကျရဲ့ဒေါ်လုံးရဲ့အထူးလက်ရာငဖယ်ပြုတ်ပြင်းပြင်းပါလီတာနဲ့လက်စိတ်ကလေးမှထည့်သွင်းလိုက်တဲ့အခါကြောစမတ်တွင်ဈေးမဲ့မက်ဒလီမုံကြီးတို့ဖြစ်လာပါတော့တယ် စားလိုက်ရင်အိဆက်နေနဲ့နူးပြဲနေရလဲမဟုတ်တဲ့ဝါကောင်းတဲ့အနေအထားမှာအချင်းထက်အနည်းငယ်နဲ့စိတ်ဆက်ရရှိနေတာကမုန်တီရဲ့ကောင်းတဲ့လက္ခဏာတွေထဲကတစ်ခုပါဒီလိုမုန်တီအတုံးကြီးကိုမှရှေးကပါဝင်ကြီးတွေနဲ့ဒီချာလှက်ဆက်အောင်ထုတ်လေပေးလိုက်တဲ့အခါစီချက်နဲ့ဟင်းပြကြောင်ပဲမှုန်လေးတွေကမုန်တီဖက်နဲ့လုံးထွေးပါပြီးအတွင်းပြေပဲမန္တလေးရဲ့ပုံစံကြီးအားဆာဆာဖြစ်လာပါတော့တယ် တလုံချင်းယူစားလိုက်တိုင်းမှာတွဲဖက်ပါလာတဲ့ဗမာချက်နဲ့ငဖယ်ရဲ့အချိုတက်ကလည်းအရသာပြေစုံဖို့ပံ့ပိုးပေးနေပါတယ်။ငါဖေကျော်ဆိုရင်လည်းအကြီးကြီးပုံမှန်ညက်ပြီးတုတ်ပင်းနေပြရမှုအဲ့ကိုအားပါတရပါပဲ။လုံကမန္တလေးမုံလူတို့ပြီးငါဖေကျော်တော့လည်းအုံမြင့်ပါရှယ်ပါစားလာခဲ့ပါရဲ့။ ဒီဗီဒီယိုကိုမုံပွဲတပွဲခုလိုစပွဲပေါ်ရှောင်းတာအောင်နောက်ွယ်ကအစင်တိုင်းမှာပြင်ဆင်လုပ်ပိုင်ပေးကြတဲ့သူတွေကိုကျေးဇူးတင်စိတ်နဲ့လိုက်ခဲ့ပါတယ်။နောက်ဘလော့ဒီမှာပြန်ဆုံကြပါမယ်။တက်တာ